မြန်မာနိုင်ငံကော့တောင်မြို့ကနေထိုင်းနိုင်ငံရန်နောင်းမြို့ကိုတရင်ဝင်သွားရောက်ရောင်းချပေးနေတဲ့ငါတွေဟာဈေးအနေခံနေရတယ်လို့ရေလုံငန်းလုံးကင်သူတွေက ပြောပါရယ်။တနင်္သာရိုင်တိုင်းဒေသကြီးကော့တောင်ခရိုင်အတွင်းမှာရှိတဲ့ရေလုံငန်းတွေဟာကဲနီးလုပ်ငန်းတွေကိုအဓိကလုပ်ကင်ကြပြီးငါးဖမ်းလေလုပ်သားတွေအနေနဲ့ထိုင်းနိုင်ငံငါးဆေးကွက်ကိုတရင်ဝင်ငါးတွေသွားရောက်ရောင်းချရမှာအခုရပိုင်းအတွင်းမှာငါးတွေကိုဈေးနှိမ်ပြီးဝယ်ယူခြင်းခံနေရတယ်လို့ဒေသခံငါးဖမ်းလုပ်သားတွေကပြောပါရယ်။ ွားတဲ့ကဲလာပြီးနောက်ပိုင်းမှာပို့ပြီးဆိုးလာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အခုသွားသွားစိတ်လာစိတ်တွေလည်းပို့ပြီးတော့ပြေးလာပါပဲ။အခေါ်ရက်ရက်တွေလည်းအများကြီးတူးလာပါတယ်။အရင်ကနေစားလို့ချင်းကျွန်တော်တို့ခုဗာ၃ထောင်မှပို့ပြီးနေရပါတယ်။အဲတော့အခုမိုးရွာကြီးဖြစ်တဲ့အတွက်ငားတွေကကျွန်တော်တို့ဒီမြန်မာရေပိုင်တဲ့ကငားတွေလောက်ပဲဝင်နေပါရဲ့။ဥဒောပါကပေးနေတဲ့ငားစိတ်တွေနဲ့ကျွန်တော်တို့လက်ရှိကျွန်တော်တို့ရောင်းနေတဲ့ငားစိတ်တွေကရန်ကွာချနေပါရဲ့။ငါးဖန်းလေတွေအနေနဲ့ ထိုင်းနိုင်ငံငါးစည်းကွက်ကိုတွားရောက်ရောင်းချရမှာငါးဦးစီးဟာအခွန်အခဆောင်ခဲ့တယ်လို့တပ်ဆိုင်ရာဌာနအသီးသီးရဲ့အထောက်အထားတွေနဲ့တွားရောက်ရောင်းချခဲ့ပေမဲ့ Cash Certificate မရှိတာကြောင့်ဝယ်ယူခြင်းမရှိပဲဝယ်ယူတဲ့ဒိုင်းတွေအနေနဲ့လည်းဈေးနှင်ဝယ်ယူမှုတွေရှိနေရလို့သိရပါဗျ။လက်ရှိငါးဝယ်ယူနေတဲ့ထိုင်းလုပ်ငန်းရှင်တွေက Cash Certificate တောင်းခံနေပြီးစာရွက်စာတမ်းမပြည့်စုံရင်မဝယ်ဘူးလို့ပြောနေပေမဲ့မြမပင်လေပြင်ကနေဖမ်းယူရရှိတဲ့ငါးပစုံကနန်းစားတဲ့ရေထွက်ပစ္စည်းတွေကိုထိုင်းနိုင်ငံပင်လေနယ်နိမိတ် တွင်ကဖမ်းယူရရှိရလို့အမည်ခံပြီးရောင်းချပါကဝယ်ယူနေရလို့သိရပါဗျ။ဒီလိုအမြင်ခံပြီးရောင်းချပေးပါကလည်းဈေးများစွာနှိမ်ငါဝယ်ယူလျက်ရှိပြီးငါးကြီးဆုံးစိုက်ကို1ကီလိုကို22ဘတ်သာတတ်မှတ်ဝယ်ယူပြီးထိုင်းပင်လယ်ကဖမ်းမိတဲ့ငါးငယ်ဆုံးစိုက်ကတော့1ကီလိုကို32ဘတ်အထိပေးဝယ်လျက်ရှိရလို့သိရပါဗျ။ လက်ရှိအနေအထားအရထိုင်းနိုင်ငံအနေနဲ့ဘေးကျက်နှံကျက်ဖြစ်နေတယ်လို့မြန်မာရေလုံသားတွေအနေနဲ့လည်းငါးစေးအစမတန်နှိမ်ချဝယ်ယူခံနေရတာကြောင့်မြန်မာနိုင်ငံမှာငါးစေးကွက်ကြီးတစ်ခုအမြန်ဆုံးအကောင့်အထည်ပေါ်ဆောင်ရွက်ရမယ့်အချိန်အခါကောင်းဖြစ်နေရလို့လုပ်ငန်းရှင်တွေကသုံးသပ်ပြောကြားလျက်ရှိပါတယ်